မိမိတို့ရဲ့ကျေးဇူးရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်လာပြီးတမလို့ဘဝရောက်သွားပြီဆိုတော့ကျေးဇူးပြုတဲ့အနေနဲ့ကုသကောင်းမှုလုပ်ပြီးတော့အမြတ်တမ်းပေးဝေတာကိုမြတ်စွာဘုရားကညာတိဓမ္မစေရမျိုးတွေလိုက်တာကျင့်သောအပေဘုတရားတစ်ခုဖြစ်ဖြစ်ခေါ်ကြတာဖြစ်လို့လုံးတဲ့လုံးထိုက်တဲ့ကိစ္စလုံးရမယ့်ကိစ္စတစ်ခုပြုလုပ်ဆောင်ရခြင်းဖြစ်တယ် ုရမိကိစ္စတွေမှာလည်းပဲအကျိုးရှိတဲ့လူရတဲ့ခု။ဘာကြောင့်အကျိုးရှိတယ်လို့ပြောရတော့ဆိုရင်နံပါတ်1ကုသကောင်မှုပြုတာဆိုလို့ရှိရင်ပြုတဲ့ပုဂ္ဂိုလ်မှာအကျိုးဖြစ်ထွန်းစေတာတက္ကဒီမိရင်ညွှန်းပြီးတော့လူတန်းတဲ့ပုဂ္ဂိုလ်ကရနိုင်တဲ့ဘုရားမှာရောက်နေဒီကုသကောင်ရဲ့အကျိုးကျေးဇူးကိုခံစားရတယ် ထိုးရှိခြင်းတခုသန္တာရောအရှင်မြတ်မြတ်မိမိတို့ကိုယ်ဝေယဘာသာတရားကိုဥဒဲထောက်ပံ့ခြင်းလို့ဆိုတဲ့အကျိုးရှိခြင်းတခုမိမိတို့ကိုယ်တိုင်လည်းကုသကောင်းမှုတွေစီမှုအားထုတ်ပြီးဖြစ်တယ်ဆိုတဲ့အကျိုးတခုအဲ့ဒီအကျိုးလေးမျိုးကိုရရှိစေနိုင်တဲ့ကုသကောင်းမှုဖြစ်လို့ရသဗျာကအကျိုးရှိတဲ့လုပ်ငန်းတစ်ခုအနေနဲ့ ဟောကြားတာဖြစ်တယ်။အကျိုးရှိတဲ့လုပ်ငန်းကိုလုပ်ရပြီးဒါနာကောင်းလူတိုင်းလူတိုင်းဟာဘဝတစ်ခုရလာပြီဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုတစ်ခုခုမှမရလိုက်ဘူးဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုကြောင့်ရလာတဲ့ဥပ္ပဘဝအလဟတဖြစ်ပြီးပြည့်ရရောက်တယ် ုသူကံအကျိုးပေးလိုက်လို့လူပေါ်လူပေါ်တခဏတာအချိန်ပိုင်းလေးမှာလူဖြစ်လာတဲ့အချိန်ရသောအဖြစ်လူတွေဟာဒုက္ခကြောင့်လူဖြစ်လာရတယ်လဲဆိုတာကိုမစင်စားကြဘူးစင်စားတဲ့အခါမှာလည်းညံမမိဘူးညံမမိသည့်အတွက်ကြောင့်မှန်ကန်တဲ့အကြောင်းတရားကိုဘာကြောင့်လူဖြစ်လာတယ်ဆိုတဲ့တကယ်လူဖြစ်ခြင်းရဲ့အကြောင်းတရားကို တွေ့အောင်မရှာနိုင်ဘူးမရှာနိုင်သည့်အတွက်ကြောင့်အကြောင်းမျိုးမျိုးထင်ကြီးပြီးတော့တကယ်စက်တကယ်စစ်မှန်တဲ့အကြောင်းတရားကိုလုံဆောင်မှုရမေးလေးရောက်လို့ဝါကြမသိပဲဖြစ်ကြတယ်